်မင်္ဂလာပါခင်ဗျာအိုင်ဒီယာမြန်မာကနေပြီးတော့အော်တိုဘလာ20ရက်နေ့မြန်မာနိုင်ငံတဝမ်းမှာရှိနေတဲ့ထူးခြားတဲ့စီးရီးစီးပွားရေးလူမျိုးသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးလိုတဲ့သတင်းကတော့တမတော်စစ်ကြောင်းများကြောက်ဖြူမျိုးနဲ့ဆက်နမိုင်ကွာကိုရောက်ရှိနေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနယ်အတွင်းအေးထွေးထုတ်ထားတဲ့နေမြေတွေကိုတပ်မတော်ကဇက်တိုက်ဆိုသလိုထုတ်စစ်တွေဆင်နေပြီးလက်ရှိမှာ စစ်ကြောင်းတွေဟာအဲ့ဒီမြို့ပေါ်နဲ့ဆက်နမိုင်ကွာကိုရောက်ရှိနေပြီးဖြစ်ကတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့မှာနှစ်ပတ်ခန့်ကြာတိုက်ပွဲတွေရပ်နေခဲ့ရမှပြီးခဲ့တဲ့အော်တိုဘာလ15ရက်နေ့မှာစကားတပ်မတော်စစ်ကြောင်းများကနောက်တစ်ကြိမ်ထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေတာလို့သိရပါတယ်။လက်ရှိစစ်ကြောင်းကကြောက်ဖြူမြို့နဲ့ဆက်နမိုင်လောက်ကွာတဲ့ကလားပါကြီးရွာတောင်ပိုင်းကိုရောက်ရှိနေပြီလို့သိရပါတယ်။အေဘက်ကတော့တံပြန်ထိုးစစ်ဆင်တာမရှိသေးပဲနောက်ဆုတ်ပေးနေရတဲ့အခြေအနေမျိုးဖြစ်နေတယ် ိုက်ပွဲနှစ်ပတ်လောက်ငြိမ်နေတုန်းကတော့လက်နက်ကြီးတွေပစ်တာတို့နေဗီကပစ်တာဒရုန်းနဲ့တိုက်ခိုက်တာတွေရှိတယ်လို့ဒေသခံတွေကပြောကြပါတယ်ဆက်လက်တင်ပြပေးလို့တဲ့သတင်းတစ်ပုဒ်ကတော့ဆွေတော်ကုန်းစကန်ကိုတပ်မတော်ကပြန်လည်ထိန်းချုပ်တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်လေးကီကော်မြို့တဲ့အနီးဆွေတော်ကုန်းစကန်ကိုအော်တိုဘားလာ၁၈ရက်နေ့မှာတပ်မတော်ကပြန်လည်ထိန်းချုပ်လိုက်ပြီလို့ကရင်မြို့သားလွတ်မြောက်ရေးတပ် KNL စေရင်မြစ်ကပြောပါတယ် KNL နေနဲ့ပူပေါင်းတက်တွေဟာအဲ့ဒီစကန်ကုန်းကိုထိန်းချုပ်ပြီးတနည်းပြေချိန်မှာတက်မတော်ကမြောက်ရီတောင်ပိုင်းကိုစစ်ကြောင်းထိုးဖြန့်ကျက်ပြီးအခုလိုထိန်းချုပ်လိုက်တာဖြစ်တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပြီးလူတဲ့သတင်းတစ်ပုဒ်ကတော့ငလင်းတဲ့နေမြေများကိုပြန်လည်ထူထောင်ရေးအတွက်ချင်းငွေများလျှောက်ထားနိုင်ပြီလို့ဘိုးဘန်သိပေးတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလင်းကြီးကြောင့်ထိခိုက် ျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တဲ့နေမြေများမှာပြန်လည်ထူထောင်ရေးစီစဉ်များအတွက်ချင်းငွေများရှောက်ထားနိုင်ပြီဖြစ်ကြောင်းမြန်မာနိုင်ငံတော်ဘူဗန်မှအော်တိုဘားလ18ရက်နေ့မှာတည်ပြီးထားတယ်လို့သိရပါတယ်။ငလင်လှုပ်ခတ်ခဲ့တဲ့ပြည်တော်စုနေမြေနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်ရှေ့မြောက်ပိုင်းများမှာပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နိုင်ငံတော်မှထဲဝင်ပံ့ပိုးသောရမုံငွေ၃နှစ်မှ၅နှစ်ထိတက်တန်းရှိတဲ့ချင်းငွေများအား ်တက်တာသောအတိုးနှုန်းများဖြင့်ထုတ်ချေးပေးသွားမှာဖြစ်ကြောင်းဖော်ပြထားပါသည်။ချင်းငွေစီစဉ်မှာပအဝင်ဆောင်ရွက်ရမယ့်ဘဏ်နဲ့ဘဏ်မဟုတ်တဲ့ငွေကြေးရေးဖွဲ့စည်းများဖြင့် EYA ဘဏ် PCL UAB ဘဏ် PCL CB ဘဏ် PCL ARD တောင်သူလယ်မှဖွံ့ဖြိုးရေးဘဏ်ရိုးမဘဏ်စောက်လုပ်ရေးအိမ်ယာနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မြန်မာနိုင်ငံသားများဘဏ်ကမ္ဘောဇာဘဏ်မြောက်ရီဘဏ်အင်းဝဘဏ် Best Merchant Finance Company Limited Zia Finance Company Limited တို့အားချင်းကင်ဆိုင်ရာစံပြလုပ်ငန်း SOP နဲ့အညီရွေးချယ်ထားတယ်လို့သိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့မြန်မာနိုင်ငံကအသုံးပြုတဲ့ Facebook အကောင့်ညာစွာပိတ်ခံရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။မြန်မာနိုင်ငံအပါဝင်အရှိတောင်အရှနိုင်ငံတွေမှာ Facebook လူမှုကွန်ရက်အသုံးပြုသူများရဲ့အကောင့်တွေဟာပိတ်ချခံရတာနဲ့အပြီးပိုင်ဖျက်သိမ်းခံရတာရှိနေတယ်လို့သိရပါတယ်။ အော်တိုဘာလ18ရက်နေ့ကစပြီး Facebook သုံးဆသူတွေရဲ့အကောင့်တွေဟာတပြိုင်တည်းသုံးခွင့်ရပ်ဆိုင်းခံရတာက disable ချခံရမှုဖြစ်ပွားခဲ့ပြီးအဲ့ဒီမှာအချို့အကောင့်တွေကတော့ရပ်ပေါင်း180တိဆိုင်းငံ့ခံရတာဖြစ်ပါတယ်အချို့အကောင့်တွေကိုတော့အပီးပိုင်ပိတ်သိမ်းလိုက်တာလို့ဆိုပါတယ် Meta ရဲ့စီးမင်းသစ်တွေက Facebook Space အပြင် Boost App ပြုလုပ်သူတွေလုံဆောင်မှုမမှန်ကန်ပါလေအကောင့်တွေပိတ်နိုင်တယ်လို့သိရပါတယ်ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ ရန်ကုန်မြို့တွင်းပြည့်စွဲနေတဲ့ WiFi ဆီယင်းများမြို့တော်အင်ကာရဲနဲ့အညီတန်ရှင်းရေးပြန်လည်ပြုပြင်ဆောင်ရွက်မှုများဆောင်ရွက်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့တွင်းပြည့်စွဲနေတဲ့ WiFi ကားများဟာပျက်စီးယုံရင်းမှုများစေးရောင်ကွာခြင်းကားတွင်းကများညစ်ပတ်လာခြင်းနဲ့လေးပိစက်အဲကွန်များမပွင့်နိုင်တော့ခြင်းများရှိလာသဖြင့်မြို့တော်အင်ကာရဲနဲ့အညီဖြစ်စေရန်တန်ရှင်းရေးဆောင်ရွက်ခြင်းနဲ့အမြင်မသင့်တော်တဲ့ရင်းများကိုပြန်လည်ပြုပြင်ဆောင်ရွက်ရန်ရှီချောင်းရိုင်းတာဝန်ရှိသူများထံမှ သိရပါတယ် မြောင်းတိုင်းပုဂ္ဂလိကသိပ္ပုဆောင်ရေးကော်မတီ YRTC ဘက်ကလည်းဝိုင်းပြက်ဆင်များအောင်မိုးပါဝင်တန်ရှင်းလှပအောင်ရေးစည်ရနဲ့ရဲကိုယ်ထဲမှာစစ်အောင်များကွာနေပါကစစ်ပြန်တုတ်ချင်းများဆောင်ရထားမှသာလျှင်ဒိတ်ဖွင့်ပြည့်စုံခွင့်ပြုမယ်လို့ပြောထားပါတယ်။ရန်ကုန်မြို့မှာနေ့စဉ် YRTC ရဲ့ကားစီးရေ၃00ကျော်ပြည့်စုံနေပြီးစီးနှင်းသူ14သိန်းနီးပါးရှိတယ်လို့ YRTC မှသိရပါတယ်။ဆက်လက်ဖော်ပြပေးလိုတဲ့သတင်းပုဒ်ကတော့ကြားဖြန့်များဟိုပုံး မိုင်းပြင်းပတ်မှရက်ဆောက်ထိအင်အားထောင်ချီရောက်ရှိနေပြီးရွာသစ်တည်နေတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။တရုတ်ကြားဖြန့်ဥယျာဉ်တထောင်ခန့်ဟာပုံပုံမြို့နယ်မိုင်းပြင်းတာမကရက်ဆောက်မြို့နယ်တွင်ရောက်ရှိလာနေပြီဖြစ်ကြောင်းဒေသခံများကပြောပါတယ်။ယင်းကြားဖြန့်များဟာကျေးတီမိုင်းတိုင်းလေကြောင်ပင်လုံဘက်မှတဆင့်ရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။နောက်ဆုံးဖော်ပြပေးလိုတဲ့သတင်းတစ်ပုဒ်ကတော့ရန်ကုန်တလိษံဥယျာဉ်မှာစင်မာကြီးမုံမုံရဲ့အသက်82နှစ်ပြည့်မွေးနေ့ ကျင်းပပေးမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရန်ကုန်တလိမ့်ဆန်ဥယျာဉ်မှာစင်မာကြီးမမိုရဲ့82နှစ်ပြည့်မွေးတော့ပွဲတော်ကြီးကို၃ရက်ကြာစီကားတိုက်မဲ့ဆိုတာကျင်းပပေးမယ်လို့ရန်ကုန်တလိမ့်ဆန်ဥယျာဉ်ရဲ့တာဝန်ရှိသူတွေကပြောပါတယ်အော်တိုဘားလာ24ရက်ကစပြီး26ရက်အထိ၃ရက်ကြာကျင်းပသွားမှာဖြစ်ပြီးယခင်နှစ်တွေကလည်းစင်မာကြီးမမိုရဲ့မွေးနေ့ပွဲမှာမွေးနေ့ကိလှီတာတည်တချင်းနေနဲ့တီးဆိုဖြောပြေးတာဈေးအောင်ပွဲတော်ကြီးကျင်းပတာမျက်လည်အစီအစဉ်ဂိမ်းနဲ့ညံစမ်းအစီအစဉ်တွေပါဝင် ပျော်ရွှင်ပွဲအားစီစဉ်များကိုစီကားတိုက်မြိုက်စွာကျင်းပပေးသွားမယ်လို့သိရပါဗျ။ဒီနေ့ဖော်ပြပေးခဲ့တဲ့သတင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့စစ်ရေးစီးပွားရေးလူမှုရေးသတင်းတွေကထူးခြားတဲ့သတင်းများကိုကောက်နှုတ်တင်ပြပေးလိုက်တာဖြစ်ပါတယ်။အားလုံးကို စိတ်နှပြစမ်းမရှင်လန်းကြပါစေခင်ဗျာ။